မင်္ဂလာပါရှင်ဒီနေ့ဆ iam ခိခင်သူရဲ့ပဲတင်ကောက်အညာတလိရွာတလိစာအုပ်ထဲမှာပုံမကြီးရှင်မဆိုတဲ့ဝိတုတိုလေးကို ဖပြပေးခြင်းပါတယ်ရှင်အတူနားဆင်ခန်းစားပေးကြပါရှင် ယ်စဉ်အမေကြီးပြောပြတတ်သည့်ပုံပြင်တွေတန်နိုင်တွေထဲမှာကျမအစွဲလန်းဆုံးပုံပြင်က ပုံမကြီးဘလူးမအကြောင်းပုံပြင်ဖြစ်ပါသည်ပုံမကြီးဘလူးမအကြောင်းကြားရပန်များသည့်အခါဂျွာနေပြီးထိုင်ဘလူးမတယောက်လိုခင်မင်စွဲလန်းနေမိတာလဲကျမမှတ်မိနေပါသည်လေယာချောင်းမြောင်းပဲကင်းကိုင်းကင်းတွေကိုစောင့်ရှောက်သည်ဆိုသောဘလူးမကိုရည်စူးကနှစ်စဉ်တပေါင်းလစဉ်၃ရက်နေ့ရောက်တိုင်းဂျွာမှာပုံမကြီးနဲ့ တင်ကြပါသားကြတာကိုလည်းမမေ့နိုင်ပါပုံမကြီးနဲ့တင်ချင်းသည်ပင်နှစ်စဉ်မမေ့မလျော့ရှိရတာဒလေးဖြစ်နေပြီကျမတို့မြင်းကျန်မြောက်လက်နယ်မြစ်နားရွာတွေမှာစပါးစိုက်ပျိုးခြင်းတဲ့အစလင်းကောက်ပဲသီးနဲ့စိုက်ကြတာများပါသည်လေယာစိုက်ပျိုးသည့်ဒေသများမှာပုံမကြီးနဲ့တင်ကြသလိုပဲကောင်းနှန်းကောင်းထွက်အောင်ကျမတို့ရွာတွေမှာလည်းပုံမကြီးနဲ့တင်လေးရှိကြပါ၏တောင်သူပိန်တောင်သူဝတောင်သူစကောစကများပါမကျန် အိမ်တိုင်းလူလူကမမေးမလျော့တင်ကြတာဆိုတော့ဖျားပွဲចောင်းပွဲလောက်မစီတော့မှအုံးမကြီးပွဲဆိုရင်ရွာလှုပ်ရသည့်ပွဲတော့ဖြစ်သည်တပေါင်းလားဆိုရင်ရွာရှိကွင်းတကွင်းလုံးပဲကင်းတင်ပဲကင်းတခင်ရိတ်ရိတ်ကြတင်ကြရပြီအခါရဲ့နောက်ပိုင်းစင်တဲ့သည့်မိုးလေကြောင့်ဂရိုက်ကြိုက်တင်ကြရခြင်းဖြစ်၏ပုတ်သေးကြည့်တဲ့မရောက်ခင်ဆက်ကြဒလက်လက်အောင်အလုံများရခြင်းလည်းဖြစ်၏ပဲနယ်ပဲလှစ်ပဲလန်းထောင်းချရန်အောင် လုပ်ကြရ၏ အလုပ်တွေများကမှများရောပုံမကြီးနဲ့တင်ဖို့တော့မေးလို့မဖြစ်ပါဒီနေ့ရလိုက်သည့်ပဲတွေနှမ်းတွေကပုံမကြီးရှင်မဤစောင်းရှောင်းမှုကြောင့်ရလိုက်တာဆိုတော့နောက်နှစ်ရဖို့လူသေးသည်ရှင်တင်တို့ရှင်တင်တို့ပုံမကြီးတင်ဖို့ပြင်ပြီးကြပါလားမမေ့နဲ့ဟဲ့မြ мян လို့သူ့မလို့စားရတာရိုးရမဖြစ်ကြနဲ့စုလဲတောင်းရုံရုံကြီးကြီးရှင့်ရင်မတဲ့ဟဲ့ကြီးတော်ကအိမ်လာသည်မတောင်သူသားမယားတွေကိုအမြဲစီပြောတတ်သည် ကျမတို့အိမ်မှာမောင်းရှိတော့ဒီရာဒီရောက်ရင်ကျမတို့ဝိုင်းတိုက်ထဲမှာပုံမကြည်မုံအတွက်မောင်းထောင်ကြသူတွေနေရောညပါရှိတတ်ပါသည်။မောင်းထောင်ရင်ကရွာကြောင်ရက်ကြောင်ပြောကြ၊ပွဲကြောင်လမ်းကြောင်ပြောကြ၊ကောင်းရင်မုံမုံတပီသားနှစ်ပီသားရဖို့စိတ်ရှိလက်ရှိထောင်ကြရပါသည်။မောင်းနှင်းသူကနင်းမောင်းခွက်ထဲလက်နိုက်ကဖွားသူကဖွားဒိုင်းစင်သူကစင်သူကိစ္စကိုကိစ္စရဲ့လို့မဟုတ်ပဲအားသူကအားသလိုဝိုင်းကြဝန်းကြရသည်။မုံမုံညင်ညင်ရဖို့ ဒိုင်းတွင်တက်ဆင်ထားသောပိတ်ပါးစားကိုဒုတ်ချောင်းဖြင့်ခောက်ကခောက်ကနည်းနည်းချင်းစူးကြရတာဆိုတော့လက်တော်အဝင်သာသို့တော်ပင်မန်းသည်မထင်မိထရဲ့ညီတို့မောင်အားပြီလားလင်းငဆုံစာကျန်တော့တဲ့အကြီးရဲ့လာလေကျုပ်တို့လည်းရှိသားပဲအိမ်တိုင်းမှာမောင်းစင်ရှိတာမဟုတ်တော့ဟိုဘက်မောင်းဒီဘက်မောင်းအားဒီဘက်ပြေးကြရသည်မောင်းဆောင်ကပေးရန်မလိုပါနဲ့တင်ပြီးတော့မှမုံကလေးပဲကလေးလာပေးကြယုံ တပေါင်းလဇန်နှစ်ရက်နေ့မှာတော့တရွာလုံးမုံကြော်ကြသည့်နေ့လို့ဆိုနိုင်ပါ၏စီကြော်နဲ့မုံကြော်နဲ့တွေဒီရက်မှာဤတောက်နေတတ်သည်မုံကြော်သည့်နေ့တွေမှာကျမတို့ကလေးတွေကိုလည်းလူကြီးသူမတွေကအခွင့်အရေးပေးကြပါသည်တစ်နှစ်လုံးပဲခင်နှန်းခင်မြေပဲခင်စွတ်ုံခင်နဲ့ပြီးရတော့လူကြီးများကဒီပုံမကြီးမုံကြော်ပွဲမှာကလေးတွေကိုအလှည့်ပေးရင်းမြစ်တာပြားကြသည်ထင်ပါ၏အခွင့်အရေးဆိုတာက မုံနစ်ကိုကြိုက်ရရုပ်ကလေးတွေလောက်ကစီပူအိုးစီပူအိုးတဲ့ထက်ကြော်ခွင့်ပြုခြင်းဖြစ်သည်လူကြီးတွေကနွားရုပ်လှဲရုပ်ထွန်းနှုံတဘိုးထွန်းသွာ ထဲသွာမြေဘဲတောင်စက်တုံဥပဲစိကြည်ယုတ်ပုတ်ယုတ်တင်းနှောင်းယုတ်စသည့်ယုံများလောက်ကကြော်ကြသလိုကျမတို့ကလေးတွေကလွယ်အိတ်ခဲတံကြောက်တင်ပုံအယုတ်ကလေးတွေလောက်ကထဲကြော်ခွင့်ရကြသည်ဒီလိုကိုစိတ်ကြီးရအယုတ်ကလေးတွေနဲ့ပုံမကြီးနဲ့ကိုပူဇော်ဖို့ပဲဖြစ်သည် တစ်သက်လုံးကိုနဲ့မကွာလှုပ်ရှားရမယ်တောင်သူပစ္စည်းရုပ်ကလေးတွေထည့်ပူဇော်တော့ဒီအယုံနဲ့နွယ်ပြီးအကျိုးပေးတန်တယ်ကလေးတွေလည်းចောင်းသားသုံးရုပ်ကလေးတွေထည့်ပူဇော်ပေးလိုက်တော့စားတော်အောင်အရှင်မကမားလိုက်စားလိုက်မတော့အမေကြီးကတော့ပိုးမကြီးရှင်မကတကယ်မဆသူဟုစူးနစ်ယုံကြည်သူသာဖြစ်၏ဒီရက်တွေမှာတော့သူ့အိမ်မှာလည်းပိုးမကြီးမုံကို့အိမ်မှာလည်းပိုးမကြီးမုံတွေလှိုင်ဘောလည်နေတတ်သည်တူအလုံးမှာမုံဖြူမုံနီရုပ်ဆောင်မုံတွေဆိုတော့ဘယ်အိမ်ရောက်ရောက်မလွတ်နိုင်မုံဖြူက မုံနှစ်သားကိုကြော်ချင်းဖြစ်၍မုံဤကတော့ထញ្ញံနှဲကကြော်ထားသောမုံဖြစ်သည်မုံစီကြောလို့လည်းခေါ်ကြပါသည်ကျမကတော့မုံကြော်ပြီးမုံနှစ်တန်အိုးကိုရေဖြင့်ကျင်း၍အိုးကင်းပူပူမှဒလိန်ထိုးထားသည့်မုံချိုတူတူကိုပိုကြိုက်သည် မုံဦးမုံဖျားကိုဖျားစွန်းတော်တင်ရွာဦးဆရာတော်ကျောင်းပို့ရသည်ကြံမုံတန်တန်ကိုပုံးမကြည်နဲ့တင်ဖို့ထားရသည် ကျန်နာကတော့တနှစ်နဲ့စားကြယုံဒီလိုရက်တွေမှာအမေကြီးက ပုံမကြည်ရှင်မဇလန်းကိုဇက်ချောင်းပြန်လိရှိ၏ပုံမကြည်ရှင်မနဲ့ကတို့ဖျားရှင်လက်ထက်ကလေးကရှိခဲ့တာပုံနာလူလင်တယောက်ကိုမအေးပုံနမကမျိုးဆက်ရစီတော့ရဲ့လို့ပုံနမတယောက်နဲ့ပေးစားတယ်ပုံနမက အမျိုးဆိုတော့တာသမီမထွန်းကားရှာဘူးဒါနဲ့မရေကြီးလှုပ်တဲ့အမျိုးမကတားယောက်ကြလေးရအောင်ဆိုပြီးလင်းကိုနောက်မရယူဝင်ပေးလိုက်တယ်နောက်မရမှနှုတ်ငုံရှိလာတော့မရေကြီးကစိတ်ပြောင်းသွားပြီးကိုဝင်ပြက်ကြအောင်လှုပ်တဲ့လေ စာထဲမှာဆေးပူတွေထည့်ကြွေးတော့ကိုဝင်ပြက်ကြခရောတစ်ချိန်လည်းမဟုတ်နှစ်ချိန်သုံးချိန်ဆိုတော့ကိုဝင်ဆောင်လျက်ကတီစာတာပေါ့မတိခင်မရဲ့ကြီးကကျိန်ခဲ့တဲ့ဘဝဆက်တိုင်းသူ့သားကိုစားရပါလို့ဤတဲ့တည်တဲ့အခါကျတော့အဲ့ဒီအိမ်မှာပဲကြောင်မဖြစ်သွားတဲ့လင်းပုံသားကအကြောင်းစုံတီးတော့မရဲ့ကြီးကိုရိုက်ရနှက်ရကတေပါလီကျော်တီတော့ဒီအိမ်မှာပဲကျမဖြစ်တယ်ကျမကဥဒမြကျောင်းမက စားပြစ်တော့တခါကျမက လက်စားပြန်ချေရပါလို့ဤလို့ရန်မျိုးဘွဲ့ဆူတောင်းတယ်။ဟောနောက်ဘဝကျစတိမဖြစ်တော့ဟိုကြောင့်မကတမင်မဖြစ်ပြန်တယ်။တမင်ကဝေသမယစတိမကအစားပြန်ပါလေရောဒီလိုအတုံးအလှဲ့ရန်မျိုးထားလာလိုက်ကြတာငါတို့ဖျားရှင်လက်ထဲရောက်တော့စတိကလူမိမဖြစ်ပြီးတမင်မကဘလူမဖြစ်လာတယ်။ဝိပါကဝိကပါလာလေတော့လူမိမကငွေတဲ့ကလေးတိုင်းကိုဘလူမကကြီးစားစားနေလို့နောက်ဆုံးကျလူမိမကဖျားရှင်စီရောက် အရောက်ပြေးတယ်ဘလူးမကထက်ချက်မကွာလိုက်လာတော့ဖះရှင်ရှိတော်မှယောက်ကြကြရောဒီမှာဖះကအချစ်ချွတ်တော်မူလို့ဘလူးမဟာတောတာပင်တဲသွားတဲ့လူမကတောတာပင်ဘလူးမကို အင်ကိုခေါ်ပြီးထားရှာပေမဲ့ဘလူးရုပ်ကမပြောက်လေတော့ပုံနေရရှာတာပေါ့တဟာကြောင့်ပုံမကြီးလို့ခေါ်ကြတာနောက်တော့ပုံမကြီးလို့ပဲလူတွေနှုတ်မှာတွင်တယ်ဒါပေတိဘလူးမကလူတွေကြားမနေခြင်းလို့စိတ်ညင်ညာတော်တယ်သွားနေပြစီလို့ပြောလို့ လူမိမားကနေ့စဉ်ယာကူထမင်းဥပောင်းကိုတွားတွားကြွေးရှာတယ်။ဘလူးမားကလည်းကျေးဇူးတုံ့ပြန်တဲ့အနေနဲ့လူမားကိုမိုးခေါင်ပေမဲ့ရေမရှားတဲ့နေရာမိုးကြီးပေမဲ့ရေမဝတ်တဲ့နေရာကို ပြပြပြီးထွန်ရက်စိုက်ပျိုးစေတဲ့တူရကာတွေထက်ဒီလူမမှာကောက်ပဲသီးနဲ့တွင်မောင်မောင်ဆန်ဆန်ကြီးရလေတော့အနီးနားကလူတွေက မေးတာပေါ့အကျိုးတင်အကြောင်းတင်ပြောပြတော့လူတွေကဘလူးမကိုယာကုထမင်းတင်ကြားသားကြရင်က တယောက်ကအစတရားဆိုသလိုတောင်သူလေသမားယာသမားတွေကပုံမကြီးရှင်မကိုဦးစော်လာကြတော့တာပဲပုံမကြီးမုံလေးများကိုစားရင်အမေကြီးပြောပြသည့်ပုံမကြီးရှင်မဇလန်းကိုနားထောင်ရတာလွမ်းစရာလဲကောင်းပြောစရာလဲကောင်းလာပါ၏ပုံမကြီးနဲ့တင်သည့်ရက်တွေမှာအိမ်မှာကလေးတွေမငိုရဆူဆူညံ့ညံ့မလုပ်ရအော်ဟစ်ဆဲဆူခြင်းမပြုရစကားတောင်ကြည်ကြည်မပြောရဟုကြားမြစ်ထားတတ်ပါသည်ပုံမကြီးရှင်မလက်မှာစိုးရဖြစ်သည် တပေါင်းလာစဉ်၃ရက်နေ့မှာပုံမကြည်နဲ့တင်မာဆိုတော့ညာဦးကလေးကမြစ်စိတ်စင်းကတဲဖြူဖြူတန်တန်လေးတွေကိုကြုံထားရ၏။အိမ်အတက် လေကားရေးမှာတဲထူထူကလေးခင်းကလက်ပူတိုက်ပြီးမျက်နှာပြင်ကြီးအောင်ညှိထားရသည်။ညရောက်လျင်ပုံမကြည်ဝှက်လိမ့်မည်။ရွှေချေးငွေချေးယိုလိမ့်မည်။ဝတ်တာဝတ်တာရွှေချေးငွေချေးယိုမယိုတာသာလောက်ခင်းကင်ခင်းကိုစောင့်ရှောက်သောပုံမကြည်ကို့အိမ်လာလိမ့်မည်ဆိုသည့်နမိတ်ကိုယူခြင်းဖြစ်ပုံရပါ၏။ မနဲ့လင်းတော့တဲပုံကိုပြေးကြည့်ရတာအမော်မနဲ့မိုးလင်းပြီဆိုရင်အမေကြီးကမြေဖြင်းဦးအစ်စ်ကလေးတွေတဲ့ထမင်းဦးပေါင်းလေကားပုံ၍မိစုံကောင်းစုံကြော်ထားသည့်ငပြင်းတောင်ကြော်လေးကိုအပေါ်ကတင်သည်ပြီးမှမုံဖြူမုံနီမုံရုပ်ကလေးတွေကိုအိုးပပက်လေခွေ၍စီကာစင်ကာထဲ့သည်နန်တဖြူနန်တနီကရမက်တောင်နန်ကြီးကရိုးတနက်ခါစသည့်အမွှေးနဲ့သာဖြင့်အိုးနှုတ်ခမ်းကိုလဲတုတ်လင်းရင်းနတ်သားဆက်များဖြင့်ပတ်သည် ိုးမာတနခါဆက်ကလေးတွေပျောက်ကြည့်ပျောက်ကြားဖြစ်နေတာကိုကတမျိုးကြီးလွတ်လာနေတတ်သည်။အိုးပေါ်မှာတော်ပန်းကလေးတွေထိုးဆိုင်လိုက်တော့ဝေဝေဆဆာဖြစ်သွားတော့ဤ။အိမ်ဦးမှာတပွဲ၊အိမ်တွင်းမှာတပွဲ၊လှဲဦးမှာတပွဲ၊စိုက်ခင်းမြေမှာတပွဲ၊တလင်းပုံပေါ်၊ကြည်ပုံပုတ်ပေါ်မှာတပွဲစီ။ပုံမကြီးရှင်မတော်ပုံနေရကထွက်ခဲ့ပါစားတော့ခေါ်ပါတောက်တော့ခေါ်ပါတိနံထွက်ကောင်းအောင်စောင့်ရှောက်တော်မူပါမစူပါဘူးမပူပါဘူးအေးချမ်းတဲ့အိမ်ပါ နေပါထိုင်ပါသုံးဆောင်ပါမဆရာရှိမပါစဆရာရှိစပါမေကြီးကအုံးမကြီးနဲ့တင်ရင်တွတ်တွတ်ယူနေတတ်သည်ပုံးမကြီးပွဲချခံနီးလျင်ကျမတို့ကလေးများလဲပြီးမှဝိုင်းကြပြီပုံးမကြီးရှင်မနိုပြင်းကိုတောင်ကြဒိုလဲဦးကရွှေပင်ငွေပင်မထွက်တင်လားထွက်တင်လားဟေးထွက်တင်ပေးထွက်တင်ပေးကျမတို့ကလေးများကဒီလိုဆို၍ကားကြခုံကြလျင်အဘကအ လဲဦးမှာခြိထားသောမြေဘဲပင်နှမ်းပင်ပဲပင်များကိုကြည့်ရင်ပြုံနေတတ်ပါသည်အဘစိတ်ထဲမှာတော့ရွှေပင်ငွေပင်တွေအောင့်မေ့နေရှာလိမ့်မည်ကလေးတွေဆိုလိုကားလို့မောပြီးဆိုမှဖြာချမ်းတစ်ချက်ခင်းကကျွေရီတုတ်လင်ပန်းကြီးတဲ့အိုးလုံးမောက်သွန်ချကကျွေးတော်သည်မုံတွေမှာကက်နေတတ်သောထမင်းလုံးများကိုခါ၍ခါ၍စားခဲ့ရသည်ပုံမကြီးမုံအရသာကိုကျမမမေ့နိုင်ပါတနေ့တခါလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်လိုက်ရတယ်လို့တောင်သူတွေပေါ့ပေါ့ပါပါစီကြပုံပေါ်ပါသည် အောက်ပြီးအောက်ရွာစဘာထွက်တဲ့အရက်တွေကြတော့ကောက်လိုင်းစည်းကိုမိမဲဝစ်ဝစ်ပေးပြီးကောင်းရင်ပေါင်းနဲ့အုံငက်ပြောပွဲကြော်ပွဲတင်ကြတာကောက်လိုင်းရုပ်ကိုလှဲဥမှတင်ပြီးကြောက်ပြင်းတနခါပြီးမှန်ကားအစပန်းတွေဘာတွေရောပေါ်အေးအစုံတင်ကြတကြတဲ့ရွာကလာသားကလာသမီးတွေကစဘာပုံကိုခုနှစ်ပတ်ပတ်ရင်တချင်းတွေဆိုကြတန်ကျက်တွေထိုးကြရတဲ့ကြားဘူးတာပဲအောက်ပြီးအောက်ရွာကိုလှေလိုက်နေကြအကြီးစံထီကပြောပြသည် ပုံမကြီးနဲ့တင်သည့်ဒလိမှာနေရာဒေသလိုက်၍အမျိုးမျိုးရှိနိုင်ပါသည်။ကျမအရွယ်ရောက်လာလို့စာရီပီရီဖတ်တော့ပုံမကြီးဆိုသည်မှာပုပ်ပအကျင့်နှင့်ဆက်ဆက်ကြောင်းသိရပါသည်။ကြောက်စာဝန်ဟောင်းဦးများကပုံမကြီးဟူသည်မှာပုပ်ပအကျင့်မှဆင်းသက်လဟန်ရှိကြောင်းပုပ်ပအကျင့်မှတောက်ရှူးကျယ်တောက်ကြကျယ်ဖြစ်ကြောင်းမြန်မာနိုင်ငံသူတည်တနာအတင်းချာနယ်တွင် ရေးသားခဲ့မှုသည်။ဆရာကြီးဦးဘိုးလက်ကတော့ပုံမကြီးဟူသောပုံမှာ ဗောမတိမလာ၍မြေနဲ့သမီးမြေဆောင်နဲ့သမီးဟုဆိုပါသည် တချို့စာဟောင်းများမှာတော့ပုံမကြီးနဲ့အကြောင်းကို ဆိုရတွင်နက္ခတာယအနေထားသည်ကဘာမြေပြင်ပေါ်ရှိတစ်ပင်ကြောတောင်များအပေါ်အာနိသင်ရှိသည်နက္ခတာယများ၏အဆိုအရပုပ်ပကျဲသည်တပေါင်းလတွင်တစ်ပင်တပင်၌ဝတ်တက်သည် ပုပ်ပကျဲဝတ်သော အပင်တွင်မြေစီဩစာတည်သည်ထိုအပင်ကိုလေတွင်စိုက်သောအပင်အသီးအပွင့်တို့တန်ဆွမ်းစေသည် ပုပ်ပကျဲကိုရှေးသူဟောင်းများကပုဂ္ဂလဝိသေသပြုကနက်နေသည်ဟု ဆိုစမဲ့ပြုကြသည် ထို ပုပ်ပကျဲနက်ကိုပင် ပုံမကြည်နက်ဟုဆိုကြောင်းတွေ့ရပါသည်ဓမ္မပနဝိထုတွင် ကာလီယခိနီဘလူးမသည်ပင် ပုံမကြည်နက်ဟုဆိုပါသည်။ကျမတို့ယွာမှာယုံယုံကြည်ပါတာကြသည့်ပုံမကြည်နက်မှာလဲဓမ္မပရလာကာလီဘလူးမဖြစ်မည်ထင်ပါ၏ မေကြီးပြောပြသည့်ပုံပြင်နှင့်စင်တူရိုးမှရှိပါသည်တောင်သူမဟုတ်တော့ပဲမြို့မှာအခြေချနေပြီဖြစ်သည့်ကျမအမေဒီပင်လင်းနေ့စဉ်နေ့တိုင်းတပေါင်းလာရိုက်တော့တပေါင်းလာရောက်တိုင်းအဝေးရောက်ပုံမကြည်နဲ့ကိုလှမ်းတင်လေးရှိတာကိုသတိထားမိပါသည်လေယာကိုင်းခင်းနှင့်ဝင်းနေရပြီဖြစ်သည့်မန္တလေးလိုမျိုးမှာပုံမကြည်နဲ့တင်နေတဲ့သည့်အမေကိုကျမနားမလည်နိုင်ပါတောသူတောင်သားပြီးပြီးရွာတလေးကို အောင်းမေးလို့လားလွမ်းလို့ပဲလားတခါတော့အမေကိုကျမမေးကြည့်မိပါသည် မြေကြီးနဲ့လက်ထီလက်ရောက်လှုပ်ရှားရတာမဟုတ်ပေသည့်မြေကြီးကမြေစီမြေနှစ်ကောင်းမှစဘာဆန်ရီကောက်ပဲသည့်နံကောင်းမှအမေတို့အတိုင်းပြည်မှာပေါပေါများများစားရပေတော့မပေါ်ကိုလုံးကိုမလုတ်ပေသည့်လောက်ကင်နေကြတဲ့လူတွေလောက်တာကင်တာစီဖို့ကလူသေးတာကောဤအမေတို့မိုးစင်ပေါင်ဆက်အဖွားမဲလာအေးတို့မတိုင်ခင်လက်ထက်ကလေးကရိုးရမပြက်တင်လေတင်လာခဲ့တဲ့ပုံမကြီးနဲ့ငါကြောင်မှပြည့်ရပောင်ဤတနေ့တခါမတင်ရမနေတတ်ချက်တော့ အမေကရိုးရိုးကလေးပြောလိုက်တော့လေကျမမာတော့အတွေးတွေဆက်နေမိပါသည်ကျမငယ်ငယ်ကမမဆက်ဆက်ရှိခဲ့သောရိုးရာဓလေ့ကိုအမေဆက်လက်ထိန်းသိမ်းနေပါပကောခင်မီသည်မမီသည်ဆိုသည့်ထက်လောက်ကောင်းသည်မလောက်ကောင်းသည်ဆိုတာထက်အဖိုးဖွားတို့ဤယုံကြည်မှုအမွေကိုတန်ဖိုးအဖြစ် ကျမမြင်လာခဲ့သည်စပားဆက်ရီကောက်ပဲသည့်နံကောင်းအောင်စောင့်ရှောက်သည့်ပုံမကြီးရှင်မကိုအကြောင်းပြုကခွန်အားတွေရယူခဲ့သည် ဒီနေ့တပေါင်းလာရောက်ရင်အိမ်မှာပုံမကြီးနဲ့တင်ရမည်ကလောင်နံရုပ်ကလေးတွေစာအုပ်ရုပ်ကလေးတွေစသဖြင့်စာရေးဆရာနဲ့ဆိုင်သောရုပ်ကလေးတွေလောက်ကမုံကြော်ရအောင်မည်ဇန်နဝါရီမဂ္ဂဇင်း February 2009ခုနှစ်ဟုတ်ကဲ့ပါရှင်အခုဆက်လက်ပြီးဆီယမခင်ခင်သူရဲ့ မှန်ယူကြဟိတ်ကောင်းနမိတ်နင်းဆိုတဲ့ဝတ္ထုတိုလေးကိုဖျက်ပြပေးခြင်းပါတယ်ရှင်။အတူနားဆင်ခန်းစားပေးကြည့်ပါရှင်။39မိနစ်များကိုနေ့စုံနံစုံတားတော်သမီးတော်များကရိုရိုတည်တည်ကြတော့ပါတယ်။ကြွားရောက်တော်မူကြပါ၊သုံးဆောင်တော်မူကြပါ။လိုရာများရှိတော့လဲဖြည့်စွက်သုံးဆောင်တော်မူကြပါ။ပိုရာရှိရင်လဲနှုတ်ပယ်တော်မူကြပါ။ခြေလက်စည်းကတုံးဆောင်ကြရန်ကြွားကြပါတော့ပူဇော်ပတ်သူသားသမီးများအန်ဒီရဲ့ကင်းကြလို့ ရန်ဆွဲခပင်းဘေးမတီရအောင် အေးကြည်စွာမင်္ဂလာပွဲမှာရွှင်စရာတနည်းစားတော်ခန့်စားရအောင် အပျော်စခန်းဖွင့်တော်မူပါစောစောကြီးကျင်းလာသောနှစ်ပင်တန်ကိုကျမကြားနေရပါ၏ဒီအပိုင်းထဲမှာကျမတို့ဘေးအင်ကနှစ်တင်နဲ့မြောက်တန်တွေတစ်ချိန်ချင်းကြားနေရတတ်ပါသည်အရက်နှက်ကြော်ကိုပင်ပြီးတင်ကြားမြောက်ကြတာရှိသလိုအိမ်ရှိကိုယ်တိုင်တက်သမျှမတမျှတင်ကြားမြောက်ကြတာလည်းရှိပါ၏ နတ်ကတော်ပါပါလာရင်တော့နတ်ဟောနတ်ပြောတံတွေကိုရင်ကြားရတတ်သည်နေ့စဉ်နေ့အများဆိုသလိုတနေ့မဟုတ်တနေ့တင်ကြပါတာကြတာတွေကြားရပါများတော့အိမ်ကြီးချင်းဖြစ်သောကျမပင်လင်အကဲခဲရတော့သည်တချို့ကလုပ်ငန်းအဆင်ပြေလို့တချို့ကအဆင်မပြေလို့တင်ကြသည်ဆိုပါ၏တချို့ကလည်းဂတိပေးထားလို့လာကူးလာငင်မမေးမလျော့တင်ကြားရခြင်းဖြစ်ကြောင်းပြောပြကြသည်ကျမတို့ကရွှေဘုံတွေကလေးဆီယာမရဲ့နေဆိုင်ပဲဆိုင်0နဲ့တင်ရတာ 0.net တော့တီဘောရှင်ပြင်တောင်တင်ရတဲ့ net ရေပေါပေါမှတ်လို့ 0.net က39မိနစ်ဟုတ်လို့လားမညွန့်ရဲ့39မိနစ်တွေပါပင်ရတာလား net များလေအကျိုးပေးလေဘောဆရာမရဲ့တချို့ကလည်းသူတို့အကြောင်းပြချက်နဲ့သူတို့လုပ်ငန်းကင်ငယ်မကောင်းလို့တောင်ပြုံးမင်းနှမတိုင်တည်ရတာဆရာမကြီးဒီနေ့လုပ်ငန်းကောင်းရင်တောင်ပြုံးဝဲကိုနန်းထိနန်းရောက်လာပါမယ်ခရီးထားရတာအငယ်ဆုံးမလေးညညကြရင်ငုံငုံနေလို့ပါဆရာမကြီးမမနဲ့တင်ရတာမမနဲ့ရမြှူမြူနေလို့လေး ဇီရောနဲ့ကိုးကွယ်သူမညွန့်ကိုဇီရောနဲ့အကြောင်းကျမ မေးကြည့်ပါသည်။လောင်မင်းတရားကြီးမှာရွှေဘိုသားဖြစ်၍တီဘောမီကလည်းမိဆိုင်ဖဆိုင်နဲ့အဖြစ်ပါတာရသည်ဟုဆိုပါသည်။ဇီရောရွှေလောင်နဲ့ကိုဇလုံးငယ်နဲ့ဦးစည်းကတော်နဲ့များနဲ့အတူပါတာရသည်ဟုဆိုသည်။အိမ်တော်ပြူပြီးစဇနီးမောင်နဲ့များသာသမီထွန်းကားပြီးသူများနှကွန်းအယောက်နေပြကြရသည်ဇီရောရွာကဘယ်နားမှာတော့မညွန့်ရဲ့ရွှေဖို့တောင်ပတ်ထဲမှာ ဇီရောနှစ်သမိုင်းကိုသိကျင်သဖြင့်ဆီယာဥက္ကမောင်တန်းစိတ်ပညာဤရိုးရာနှင့်ယုံကြည်မှုနှင့်ဒလိထုံးစံများစာအုပ်တွင်ဖတ်ကြည့်ရသည်ဒီလိုအယူအဆလေးတွေရှိကြသူတွေများလာပါသည်ရိုးရာမိဆိုင်ဖဆိုင်နှက်ကိုယုံကြည်ခြင်းထက်မိမွေဖမွေကိုစောင့်ထင်းသည့်သဘောလဲပါလိမ့်မည်ထင်ပါသည်ဝတ္တရားရှိတာလှုပ်လိုက်တော့စိတ်ရနဲ့အကင်းကြသည်မလုတ်ဖြစ်တော့တအုံနေနွေဖြစ်ကြရသည်မိယောဗလာဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်ကြသလိုတစ်ဖက်ကလည်း ရိုးရယုံကြည်မှုကလေးတွေရှိတတ်ကြမည်ဖြစ်၏ကျမတို့မိသားစုသည်လည်းနှစ်စဉ်ဆောင်ရွက်เสียရှိတာဆောင်ရွက်ကြပါသည်များသောအားဖြင့်အမေကတင်မြှောက်ပေးခြင်းဖြစ်၏ကျမတို့ရွာမှာတော့နှစ်ကိုးွယ်ယုံကြည်မှုပင်မကအယူသေးခြင်းတစ်မျိုးခုခေါ်နိုင်သောအစွဲတွေကလည်းနေရာတိုင်းမှာရှိသည် သူအစွဲနှင့်အတူပင် သူယုံကြည်မှုနှင့်အတူပင်သောကစုံတရားကဲ့ညီလျင်အတိတ်နမိတ်မကောင်းလာဘူးထင်လျင်အိမ်တွင်ရင်အစင်မပြေမသားမယာဖြစ်လျင် စီးပွားအရရှာလို့ဖွေလို့မကောင်းဘူးထင်လင်ပထမဆုံးသတိရကြတာနက်ဖြစ်သည်မရှိရှိသည့်ကြားကနက်တင်ရတာအမောနက်ရေရရာခြေရတာအမောနက်ကြော်ကတဲလျင်နေစရာမရှိကြတော့ဟိုကဒီကခြေကငါးကတင်ကြပါတာကြတော့သည်ဒီလိုတင်စရာတော့စရာရှိတာတင်တာပြီးလျင်တော့စိတ်ပေါသွားကြပြီကောင်းကျိုးဒုက္ခတွေဝင်လာတော့မည်ဟုယုံကြည်ကြသည်အရာကိစ္စအလုံးအစဉ်ပြေချုံးမွေးတော့မည်ထင်ကြသည် အညံ့တွေဖယ်ရှားပြစ်လိုက်သည်ထင်ကြသည်အေးဒီရက်တွေလည်းဘယ်နဲ့ဖြစ်မှန်းပြောတတ်ပါအောင်အောင်မျက်စားတွေလှုပ်အောင်နှုတ်ခမ်းတွေလှုပ်နေနေရထိုင်ရတာတယုတ်တည်နိုင်လွန်းလို့ကိုးတော်မြေပြားသွားပြီးပန်းသက်စီဖျောင်းနိုင်သက်စီလှူရတယ်ကျုပ်ကတနည်းလားသမီးဆိုတော့ဂန့်ကုန်ညွှန်ရှာအားသာရွာရှည်ပြကိုစံကျော်တို့ဝိုင်းတိုက်ခလုတ်တိုက်ကြရောသက်စီဆိုတော့40နဲ့၄ညွန်တော်ဖျောင်းက40နဲ့၄တိုင်တော်ဖျားမှာပန်းတော်စီမျိုးတော်ကက်ပြီးပြန်မှပဲစိတ်ပေါ့တော့စိတ်ပေါ့သွားတော့တာပါပဲ။ တချို့ကတော့ဖျားစီရင်များသွားကနန်းစစ်တက်စစ်ကုသိုလ်ကောင်းမှုပြုကြပါသည်မျက်စမျက်ခမ်းလှုပ်ခြင်းကိုလည်းမကောင်းသောနမိတ်လက္ခဏာအဖြစ်သဘောထားကြသည်အာယုံ၅ပါးနှင့်ဆက်ဆိုင်သမျှအတိတ်နမိတ်တွေရှိသည်ဟုယုံကြည်ကြသူတွေဆိုတော့မကောင်းသော အကျိတ်မကောင်းသောနမိတ်ကိုလွင့်ပြယ်စေခြင်းကြပါသည်နမိတ်မကောင်းလျင်ရေရာချေကိန်းချီတတ်ကြသည်အကြောင်းကိစ္စရှိရင်နမိတ်ဖန်းချသည့်ဒလိလဲရှိကြသည်။ထမင်းစုပ်သုံးစုပ်အရွယ်သူစုပ်၍တစ်စုပ်မှာပဲစီ တဆုတ်မှာထညက်စတဆုတ်မှာမိသွေးစထဲကထုတ်ကြရသည်ပြီးလျင်ကာယကံရှင်ကို ထမင်းစုပ်ကောက်ခိုင်းသည်ကောင်းမိသည့်ထမင်းစုပ်ကိုဖျဲကပဲစီလားထညက်လားမိသွေးလားကြည်ကြရသည်မိသွေးစပါလျင်တော့ရရချီဖို့သာပြင်တော့များသောအားဖြင့်ဖျားစီဒီသို့မဟုတ်အိမ်ကဖျားစင်မှာပန်းရေချမ်းကက်လူချင်းဖြစ်၍ကုသိုလ်နှင့်ရှင်သောရရဖြစ်သည်တိန်နမိတ်ငှက်နမိတ်တေရွတ်နမိတ်စသဖြင့်နမိတ်တွေများလာပါ၏ ကျမကြီးတော်ကတော့အိမ်မက်ရမက်မကောင်းလျင်လဲရရချီသည်အိမ်မက်ကလည်းမက်လို့ပင်မကုံနိုင်အိမ်မက်မကောင်းလျင်မျက်စိမျက်နာပြက်နေတတ်သည်ကျမကြီးမကောင်းလျင်လဲရရချီသည်တင်းနံတွေစီမကောင်းတော့လဲရရချီသည်ခီးသွွားသူကြာတော့လဲရရချီသည် အိမ်စည်းပွားအတွက်လဲရရချီသည်ခီးသွွားကြသူရှိတော့လဲရရချီသည်အိမ်သူအိမ်သားတွေကတယောက်ယောက်အတွက်တာမကအိမ်မှာမွေးထားသောနှွားတွေအတွက်ပါရရချီတဲ့ချီနေတတ်သည် ကျမတို့မိသားစုမြို့ရောက်သွားလျင်ညကငါဖြင့်ထမင်းပွဲတန်းလန်းကြီးအိမ်မက်မက်ပါတဲ့အောင်းမိသားဆွေမျိုးတွေလာကြတာကိုဒုကဖြင့်ရုံသက်တော်လို့ဝန်တာအာရပြောတတ်ပါ၏ကြီးတော်ဤခင်မွန်ကျမဘာကြီးကကြာတော့လေကြီးတော်ရရရတွေအိမ်မက်တွေကို မျက်စိနောက်လဟန်ရှိပါသည်ငွေကြည့်ရဲ့နှစ်မလဲခြေလိုက်ရတဲ့ရရရမက်လိုက်ရတဲ့အိမ်မက်နှစ်မီကွာတဲ့မှကောင်းတော့ကောင်းပါတယ်ရွာကဖျားတွေလည်းနင်းမမဲရရချင်းလို့ပန်းစီမီမပြက်ပဲတကိုးတော်ပွင့်နေတာပေါ့ ဖျားတရားလုံညာရေရရချီသလိုအားထုတ်နေနင်းတောတာပန်ဖြစ်လာပြောပေါ့ကျမကြီးတော်ကလည်းသူ့ယုံကြည်မှုကို ထိပါလာလေမခံတတ်ပါတောတာပန်ဖြစ်တော့တော့ကိုတရားပြနိုင်တာပေါ့ဒိဋ္ဌိကြီးရဲ့ရေရရကောင်းတော့မင်းလောင်းတောင်ဖြစ်တဲ့ကျုပ်ရေရရကောင်းလို့တော်တို့အသက်ရှင်နေတာမှတ်တီလာကောင်းလို့မမှတ်နဲ့ဒီလိုဆိုတော့လေပါကြီးကဘာမှမပြောတော့ပါကျမတို့ရွာတွင်ရရစာပြက်တရားကိုတွေ့၍ဆောင်ရွက်เสียရှိတာဆောင်ရွက်ကြတာလည်းရှိသည်နွားမွေးမြင်းမွေးတော့လေ ဝေးကောင်းသည့်နွားမမွေးကောင်းသည့်နွားအင်္ဂါကိုကြည့်၍ဝေးတတ်ကြသည်အိမ်နောက်ဘက်ရွေးတော့လဲဥဒ္ဒစိန်ပန်းဒန်းလာကိုရှာတွင်တွင်တွေ့ကြတော့သည်ပစ္စည်းတစ်ခုဝယ်ခြင်းတော့လဲလွမ်းမုံသာဝယ်ပါလေဆိုသည့်ရှေးထုံးအရာလွမ်းဗုဒ္ဓဟူပုံကဇာတာပရိတာကတောက်ကြ လူမမာနလန္ဒရေချိုးရကြတော့လဲအောင်စံဖြိုးစောစောချိုးရတဲ့ခေါင်းရှာတော့လဲအိုးစီတီးပြီးအောင်လျှော်ကရင်သားမွေးခေါင်းမစည်းနဲ့ဆိုကြသည် ခရီးသွားတော့လဲရက်ရွေးကြသည်အိမ်ဆောက်တော့လဲအခါတွက်ကြသည် အလူမင်္ဂလာပြုတော့လဲနေကောင်းရက်သားရွေးကြသည်အိမ်အွှေ့အပြောင်းလဲငကလက်ကိုရှောင်ကြသည်ဝါရမိတ်တူရက်ငယ်ဝါရမိတ်တူရက်ကြီးမဟာရက်ကျန်းရှမ်းရက်တမားမျိုးရက်တမားဖြူရက်ကိန်းဒီရုပ်ရက်ပြက်တရားရက်ရက်ရုပ်မှာရတိကျော်ကိန်းငကားပေါ်ရက်လောက်ကြံတင်းရက်တွေကိုရှောင်ကြသည်ရက်ရာစာအမိတ်တဆုပ်ရက်တို့ကိုဆောင်ကြ၏ နိနံဤအမြင့်နှင့်အညွန့်ကိုတွက်ကဆောင်ကြရှောင်ကြမတိကြတော့တကြီးဝါကြီးတွေကိုနေကြသည်တိထက်တေကြခြင်းလင်းရွာဥစရာတော်ကိုရှောက်ကြသည်ကို့ထက်ငယ်သူတွေကြတော့လည်းအကြံပေးတတ်ကြသည်ဟဲ့တန်းဆိုနင်းကတောက်ကြသားဆိုတော့အမြင့်ကကြတာပရိဟဲ့အညွန့်ကစနီစနီနံဆောင်ရာရာအောင်လိမ့်မတော်ပြုဝဲကိစ္စအထူးရှိလင်းဒီလိုရက်တွက်ကြအခါတွက်ကြတာထုံးစံဟုတ်တော်ရှိမဟုတ်တော်ရှိရှောင်စရာရှိတာတတ်နိုင်သမျှရှောင်ကြသည် လက်နဲ့နဂါမလဲစားနဲ့ဆိုတာလေကျမတို့နားယူဝါလာပြီ ကျမဘာကြီးကတော့ရဲစရာပြောတတ်ပါသည်လက်နဲ့နဂါမလဲစားနဲ့ဆိုတာအချမမတ်နဲ့ငါမြည်ရစပိန်ကနတ်တို့ဘာတို့များမလဲနဲ့ခြောင်တက်တယ်လို့ပြောတာနဂါဆိုတာကနာကားတဲ့လူကိုပြောတာနာကားပြီးသားလူကိုထက်မလဲနဲ့ပိုကားသွားလိမ့်မယ်ပြောတာရွာမှာကလေးတယောက်မွေးဖွားလာသည့်နေ့အတင်းဆောင်နေသောအယူဆွဲတွေအယုံကြည်တွေက ရှိနေနေပြီး မွေးဖွားပြီးနိနံကိုလာ၍အချင်းမြုပ်ရာရဲ့ရွေးကြသည်မွေးဖွားပြီးသုံးလမှာတငယ်မြီနင်းတော့စနေအင်္ဂါရှောင်ရသည်၆လပြည့်တော့လဲရက်ကောင်းနေကောင်းကြည့်ပြီးထမင်းစခွင့်ကြသည် အမိမဲတော့လဲနေသည့်အနံသည့်အတိတ်ကောင်းယူပြီးမင်္ဂလာရှိအောင်မှဲ့တဲ့ကြပါ၏တို့အင်္ဂါကလေးတွေဘသူပါနေသားလဲမင်းစရာမလိုပေါင်းတော့သူ့နေနဲ့သူ့နံအန်ကြမှဲ့ထားတာအုံပွင့်ကတင်းငွေသားစံဖော်ကအင်္ဂါသား မဲတူကဇာတာဒေသမီတင်လာကစနေသမီတော်ကိုင်းလမ်းသွားရင်လည်းမနေရပါအကြောင်းကိစ္စအရေးကြီးသည်ဆိုရင်ပို့၍ပင်နမိတ်ောက်ကြတော့သည်ငါအီတောင်ရက်ကမလှချို့လို့အိမ်ပတ်စံသွားလှက်မလို့ဟာလမ်းရောက်တော့ဖိုးတုတ်ကစီးတယ်ပြီးစကားဦးတန်းတယ်အကြီးဘဲသွားမလို့တုံးတဲ့မေးလိုက်တာနဲ့ချက်ချင်းလက်ပြန်ခဲ့ရရောတော်နေမှရွာပြင်လန်းကပန်းသွားရတော့တာပဲလူတွေပါစက်နဲ့ငွေချေးသွားရမှာ တယောက်ယောက်ကဘယ်သွားမလို့တုံးစီးမင်းလင်အကြံစီပြတ်တက်သည်ဟုယုံကြည်ကြသည်အမှုတင်ကဲရှင်းဖို့သွားရလန်းတွင်ငွေတကောင်အလျားလိုက်ကြီးသွားနေလင်အမှုတာရှင်နီရှေးကဝင်းတော့ဝင်ဖို့ထမ်း၍သွားလင်အမှုအောင်မီစသဖြင့်အောက်ယူရှိကြသည်ကျမတို့ရွာကတော့ငယ်လျင်လှုပ်တာလဲနမိတ်ကောက်သည်တောင်ပိုးပေါက်တော်လဲနမိတ်ကောက်သည်အိမ်မြောင်ဆုပ်ထိုးတာခွေးဟောင်တာကြွက်ခဲတာခြပုံးထွက်တာမှုပေါက်တာခွေးသားပေါက်တာပြားဆွဲတာကအစပစိုးကျုပ်ထမင်းကျုပ်အလဲ လူနာခြေဆက်တာအစုံနမိတ်ကောက်လို့ပင်မဆုံးနိုင်ကြပါအိမ်ကိုပြားဆွဲရင်ရေနဲ့ပက်ရတယ်ငွေဝင်ရင်သားစင်းငါးစင်းပြည့်ရတယ်မြောက်ဝင်ရင်တည်တည်ပြည့်ရတယ်စင်ဝင်ရင်မျက်ထုံးပြည့်ရတယ်ဘေးလွတ်တဲ့တသက်လုံးမှတ်ထားဟဲ့တသက်လုံးမှတ်ထားဟဲဆိုသည့်စကားကသူတို့လည်းတသက်လုံးမှတ်လာခဲ့ကြသောစကားဟုဆိုလိုခြင်းဖြစ်ပါသည်နောက်ပိုင်းလူငယ်တွေကိုလည်းလက်ဆင့်ကမ်းတင် जा ပြတတ်ကြသည်လူကြီးသူမများကအကြောင်းမဲ့မပြော လေးနက်သောအတိတ်ပဲရှိလို့သာပြောကြသည်လို့ခံယူကြသည်ရိုးသားကြသောတောသူတောင်သားတွေဆိုတော့ကောင်းမှုမြတ်လို့ကောင်းအောင်ကြိုးကျင်ကြသူတွေမဟုတ်လားတပားသူကိုမထိခိုက်စေချင်သလိုကိုယ့်ကိုထိခိုက်မှလည်းဆိုကြသည်ဒီတော့လိုက်နာကျင်သုံးကြသည်ကျော်မနှစ်စဉ်ဖျားပွဲကြောင်းဝဲရှိရင်စွန်ကြီးလောင်းမှုအခဲတကြသလိုနှစ်စဉ်ပိန်နှပတ်စွန်းကိုလည်းဝမပြက်လာလူကြသည်ဝါရင်ဥပုပ်ရက်တွေမှာဖုန်ကြီးကြောင်းသွားကသတင်းတီလာယူတတ်ကြသလို နေဆိုင်ပဲဆိုင်ရွာဆိုင်ရက်ဆိုင်နှပွဲတွေကိုလည်းဝမပြက်လိုက်ကြသည်အချိန်ကြလျင်နတ်တင်နတ်ဆက်အုံးငပြောပွဲထိုးဖို့လည်းမမေးကြကိုဝဲသည့်နတ်မှာလည်းအများဆိုင်နဲ့ရိုးရဆိုင်နဲ့မိဆိုင်ဖဆိုင်နဲ့နေဆိုင်ရွာဆိုင်နဲ့မိသားစုဆိုင်နဲ့စသဖြင့်အမျိုးမျိုး क्वे ပြပြီး क्वे ပြကြပါသည် တင်ကြပတ်သားကြလို့ပြီးလျင်တော့ဆိုင်ရနှစ်သမိုင်းကိုခင်းကျင်းတော်သည်အထက်ထက်ကြားပြီးကြသူတွေကြီးဆိုပေမဲ့နားထောင်လို့မကြီးကြား ကိုမျိုးရှင်ကနတ်ဖြစ်နေပြီးနှမကလေးပလဲရင်ကမောင်နှမနှစ်ယောက်အပြိုလူပြိုနေကြမယ်ဆိုတဲ့တစ္ဆာဖြက်ပြီးအိမ်အောင်သားမွေးလောက်တာလဲတွေ့ရောလက်ပြနှုတ်ပါလေရောဒီတော့မှနှမလေးလည်းနတ်ဖြစ်သွားကြတာကျမတို့လည်းငေးမောနားထောင်ရသည့်အထဲမှာပါခဲ့ရသည်မိဆိုင်ဖဆိုင်တဲ့အဖြစ်စားကျူးရွာနှက်ကွန်းရှိ ပေါ့အိုနှက်ကိုကိုးွယ်ကြသည်ရှင်လောင်းလဲလင်လဲပေါ့အိုနှက်ကိုရှင်လောင်းသွားပြရသည်တမိသားနှင့်တမိသားအိမ်အောင်ကြပြီးလင်လဲရှင်ကြီးပြကြရသည် တာဥကလေးရလာတော့လေနေသားတူတိုးပါကြောင်းစီရင်တိုးသည့်အနေဖြင့်ပောက်အိုနဲ့ကိုမျက်နှာပြအကြရသည် ကျမတို့နေနေဆိုင်သောနှစ်စဉ်တပေါင်းလားပြည့်စုံ9ရက်မှ17ရက်နေ့အထိအကျင်းပါသည့်စမိတ်ကုံနှစ်ပွဲကိုလည်းရိုးရာမဖြောင်းနိုင်သူတွေအဆက်အသယောက်ကြရပါ၏စမိတ်ကုံနှစ်ပွဲမှာအိမ်တွင်မင်းမဟာဂီရီကိုအမှုထား၍မနေ့မိနေ့နေ့မဲတော်သုံးပန်လာနဲ့မကြဦးနဲ့တို့ကိုအယိုးဆက်မပြတ်ပါတာတိပွဲဖြစ်သည်တပေါင်းလာစံတော့ကုနီနဲ့ပွဲ အခမ်းမင်းကိုအကြောင်းပြုကကိုကြီးကျော်နှစ်ပွဲသည်လဲကြိတ်ကြိတ်ကြီးစီကားလာပါသည်ကျမတို့ရွာမှာတော့ပွဲကြီးလန်းကြီးနှစ်ပွဲမဟုတ်သည့်တိုင်မိဘဘူဝါများကအစဉ်အဆက်ပိုးခွေခဲ့ကြသောဆွေရဲမျိုးရဲကဖြစ်ရသည့်ရွာသူနှစ်များကိုလည်းနှစ်ကုန်းနှင့်တတိတနန်းရှိကြပါသေးသည်ကျမတို့ကလေးတို့ကလက်ဆင်ရှိသွားမစောရတာကိုလည်းအမှတ်ရမိ၏ကလေးသာသာဘာဝပြောခြင်းရာပြောဆိုခြင်းရာဆိုကြတော့နှက်ကဝေယူလိုက်မှာစိုး၏ဖြစ်သည် အမျိုးသားပညာဝင်ဥပိုကြာဤအစာတပုတ်တွင်လူတို့ဤစိတ်သည်ထူးဆန်းလာ၏ထိုစိတ်ယုံကြည်မှုကြောင့်ကြီးသောအကျိုးကျေးဇူးကြီးသောအပြစ်တို့ဖြစ်ကြရကုန်၏ထိုယုံကြည်မှုဆွဲလန်းမှုတို့ကြောင့်ထူးဆန်းသောတကိုယ်တို့ကိုပြနိုင်ကုန်၏တစ်ဖက်သားကို၆ချားစေနိုင်၏ဗုဒ္ဓဘာသာတရားတော်အရသင်္ခါရနယ်အတွင်း၌ကံစိတ်ဥဒုအဟာရဤအကြောင်းလေးပါးကပြုပြင်စီမံဖန်တီးနေလေသည် ဤလေးပါးတွင် စိတ်သည် အထူးအားကြီး၍အာလုံးပုံမှ လွှမ်းနိုင်လေသည် စိတ်ကြောင့်ကံဖြစ်သည်ကံကြောင့်လောကကြီးဖြစ်ပေါ်၍ထူးထူးဆန်းဆန်းသောအကျိုးပြည့်တို့ပေါ်ပေါက်လာရလေသည် အချုပ်ကစိတ်သည် လောကကိုဆောင်၏စိတ်တေနနိရတိလောကဟုအဆိုရှိသည်ဟုကျွန်မဖတ်ဖူးပါသည်ခြေတော်နေတောသူတောင်သားတို့၏စိတ်နှင့်ဆိုင်သောယုံကြည်ဆွေးလန့်မှုကိုကျွန်မပြည့်ရယ်မပြူဝင်ပါစာဝတ်နေ၍အကြောင်းသုံးပါးစလုံးမှာ ရိုးရာယုံကြည်မှုတွေပြည့်နေနေတတ်ပါသည်ခင်မီအီလက်ထရောနစ်ဂီတာပွဲများပါပင်ကရောပွဲတစ်ပွဲတော့ထိုးကြရစေဖြစ်ပါ၏ယုံကြည်ဆွဲလန်းသောစိတ်ကြောင့်အကျိုးကျေးဇူးရှိသည်ဆိုလျင်ထိုယူဆွဲကိုခြေဖြတ်ဖို့ခက်လာပါ၏ကျမကတော့ထိုရိုးရာဆွဲလန်းတွေကြားမှာကြီးပြင်းခဲ့ရသူပြီးပြီးတမျိုးချစ်စရာကောင်းသောယဉ်ကျေးမှုဟုပင်ဆိုချင်ပါသည်ခင်ခင်တူဟုတ်ကဲ့ပါရှင် နားဆင်ပြီးကြတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးဘေးကင်းလုံခြုံကြပါစေရှင်။